ုပ်ဖူးမြုပ်ဖူးချာလီနဲ့ကြတော့အရင်ကခင်နေကြောညာလေးဟိုတချင်းနေရိုက်ဖူးတယ်ကိုဆိုင်စီကတော့ခင်တော့ခင်နေဟိုဂျိုင်းမှာ mutual တငယ်ချင်းနေရှိရော်လေဟိုသွားရင်တွေ့ရဒီတိုင်းနှုတ်ဆက်ပေါ့နော်မရမုံနဲ့ကြတော့အခုကျွန်တော်တောင်ကြီးမှာစက်တောင်ရိုက်ပြိုင်မွဲသွားတော့မရမုံပါရဲ့ဆိုတော့အိမ်မှာခင်းလာရယ်ပေါ့နော်ဟုတ်ဟုတ်အဲရေဘူးကပြောမယ်ဆိုတော့ရိုက်ခဲ့တဲ့ကားထဲမှာကျွန်တော်အလောင်ဆုံး ပုတ်ဆုံး character ဖြစ်လောက်ပါတယ်ဟုတ်အာဒီ game မှာ၄ယောက်လုံးကတော့တော့နေရာမျှရယ်ပေါ့နော်ဟုတ်အော်အဲတော့တော့ပက်လေရိုက်နေရမှတင်လားအဲ့လေရောက်ကလေလေးပွင့်ဆိုင်လားဆိုလဲမဟုတ်ဘူးဒါပေမဲ့ပက်လေရိုက်နေရဘလို့ဘသူကနေဘလို့အဲ့လိုလိုပြောဖို့အောင်ခတ်တယ်ဟုတ်စောင့်ကြည့်အပ်ပေးပါအဲကျွန်တော်ကအဲ့လိုဟို villain နေရာမျိုးကြတော့ကျွန်တော် ပိုင်နေပေါ့နော်ပိုင်နေဟိုတငယ်ချင်းတွေရောအဲ့ဒီဘေးကဒီနုပညာရှင်အကုန်လုံးကလည်းပြောဒီလိုခမ်းမိကကျွန်တော်အရန်ပိုင်နေစက်ရုပ်ပေါ့နော်ဒါပေမဲ့ဘာတခုဟိုစိတ်ပူလဲဆိုတော့အခုမရိုက်သေးဘူးပေါ့နော်ဒီကားမှာကကျွန်တော်တို့ကအသက်အရွယ်အပိုင်းခြား၄မျိုးလောက်ခွဲထားတာပေါ့เนาะကျွန်တော်တို့ကိုရန်ကျောင်းသူဘွားနဲ့ဟိုအသက်60အဲ့လိုမျိုးအထိဂျိုင်းမှာအဲ့လိုမျိုးဟို stage တွေရှိရပေါ့เนาะ အဲ့အိမ်အောင်ကြပြီးတော့ကလေးမေဘွားရောက်တဲ့ stage ကကျွန်တော်ဟိုချုခါစိမ့်တက်ကဂျူလီယာနဲ့တွားပြီးတော့နည်းနည်းစင်တယ်။ကောင်းအဲ့ဟိုအမျိုးသမီးရဲ့ခန်းစားချက်တည်းဆိုတော့အဲ့နှစ်ယောက်ကိုမထောက်ဝါအောင်ဟိုဘယ်လိုပြောင်းလဲပေါ့နော်။အဲ့အဲ့အရာလေးကိုတော့အခုနည်းနည်းခေါင်းဆာနေပါရဲ့။တော်ကုတွေထဲ stylist ကတော့အဲ့လိုပြောတော်တော်ကုတွေထဲဟိုညှက်နေရောလေကလေးလိုဖြစ်နေရောလီလိုအိမ်အောင်စဲကလေးမေဘွားကြတော့နည်းနည်း လူကောင်ထွားလောက်တာမျိုးတွေတော့လောက်ရမှာပေါ့နော်အိုက်တင်ကတော့ဒါကွက်ကိုခွဲရပါမယ်ဘေးပတ်ဝန်းကျင် supporting အနေနဲ့ကတော့သူတို့အဲ့ဒါရောစီစဉ်ထားတယ် အာ changes အနေနဲ့ကကြတော့ဒါဒီ on sim ပေါ်ရောက်သွားရင်တော့ကျွန်တော်ပို့ပြီးတော့ပြောတတ်မှာပေါ့နော်အခုကြတော့လေမနေ့ကမှ full script ရရဖြစ်တာရယ်နောက်ပြီးတော့ဟိုဇက်ကိုအရင်အခုလောလောဆယ်မှာမကြေညက်သေးပေါ့နော်တကယ် on sim ပေါ်ရောက်သွားခါကျရင်ဒီအဝယ်စားပြင်ဆင်နေရယ်နောက်ဒီ base setting ကြောင့်ကို့မှုကလည်းအများကြီးပြောင်းလဲသွားအောင်မှာဆိုတော့လေအဲတကယ်နောက်ကားထွက်ခါနီးနောက်ထပ် pressure လောက်တဲ့ခါကျရင်တော့ပေးချပြောပြလို့ရမှာတင်နေဟုတ်အမ် လောက်ဖို့မြောက်ဖို့ချာလင်းနဲ့ကြတော့အရင်ကခင်နေကြောညာလေးဟိုတချင်းနေရိုက်ဖူးတယ်ကိုဆိုင်စီကတော့ခင်တော့ခင်နေဟိုဂျိုင်းမှာ mutual တငယ်ချင်းနေရှိရော်လေးဟိုသွားရင်တွေ့ရဒီတိုင်းနှုတ်ဆက်ပေါ့နော်မရမုံနဲ့ကြတော့အခုကျွန်တော်တောင်ကြီးမှာစက်တောင်ရိုက်ပြိုင်မွဲသွားရမှာမရမုံပါရဲ့ဆိုတော့အိမ်မှာခင်းလာရပေါ့နော်ဟုတ်ဟုတ်အဲအတွဲမိအောင်ဆိုတော့ဒီဒီဟာကဟို ကျွန်တော်၄ရက်ပေါင်းပြီးတော့ကြိုးစားမှာပေါ့ဘယ်လိုမျိုးလဲဆိုတော့အခုဒီဒါပြီးလို့ရှိရင်ကျွန်တော် secretary reading တင်ပါရရှိသေးရဲ့ဆိုတော့လေကျွန်တော်ဖြစ်ချင်တဲ့အချို့အရာလေးဆိုလို့ရှိရင်ကျွန်တော်ပြောချင်တဲ့ဟာလေးရှိရဲ့ဖြစ်ချင်တဲ့လောက်ချင်တဲ့ item လေးရှိရဲ့ညကကျွန်တော်၁၀ဘိုင်းထိဖတ်ပြီးပေါ့နော်ဆိုတော့အဲ့လောက်ကိုမှသူတို့နဲ့ပြောညှိပြီးရောတန်တန်မြင်မြင်နဲ့သွားရင်တော့အဆင်ပြေလောက်မှာပါဘာလို့ဆိုတော့အခုအကိုတွေအမတွေအကုန်လုံးကလည်းဟိုအရန် flexible ဖြစ်တယ်ဘယ်လိုခြေနေရလဲအခုဒီတောင်မှမရှိဘူးပေါ့နော်ဆိုတော့ ံကောင်းပါရင်ကျွန်တော်အခုထိအလိုဟိုရိုက်လိုက်ရရင်ဟိုအရန်ချေမိုးပြီးတော့ကိုကကြောက်နေရတဲ့လူတွေနဲ့အခုထိတခါမှမဆုံးရသေးဘူးအဲ့ဒါလည်းဟိုရိုက်တဲ့အခါကျအများကြီးထောက်ကူပြုတ်ရလေသူရှိန်နေလို့ရှိရင်ပုံမှားတာပေါ့နော်ဆိုတော့အခုဒီကိုမသုံးယောက်ကလည်းအခုထိရဲဟိုသူတို့ကြည့်ပြုံးမြာပဲစိတ်ချမ်းသာရရအအဓိကဟိုပါပေါ့နော်ဟိုကျွန်တော်အမြဲပြောပြောနေကြပါတော့ဇလန်းတစ်ခုလာတဲ့ခါကျရင်ကျွန်တော်ကခေါင်းဆောင်လားမခေါင်းဆောင်လား ကြည့်ရမှာကျွန်တော်တို့ဒီကျွန်တော်ဒီ character ဒီကျွန်တော်လာပြရဲ့ character ဒီဒီဇလန်တော့ကိုဘယ်လောက်ထိ supporting သွားမလဲဘယ်လောက်ထိဟိုတက်ရောက်မှုရှိလဲပေါ့နော်အဲ့ဒါမျိုးမူတည်ပြီးတော့ကျွန်တော်လက်ခံတာဆိုတော့လေအခုအမပြောလို့ပေါ့နေရာလေးတစ်ခုတစ်ခုတော့ရှိနေဟာပဲကျွန်တော်ကဟိုရွေးပြီးတော့ရိုက်ဖြစ်တဲ့သဘောပေါ့နော်ဟိုလိုမျိုးခေါင်းဆောင်မှုလည်းရရအမရဲ့တည်ရမလားဒါမဲ့ဟိုလိုမျိုးဘေးမှာပဲမတက်ကြီးရက်နေရဲ့နေရာမျိုးတော့မရိုက်ဖြစ်တော့ပေါ့နော်ဆိုအဲ့လိုမျိုးပါပဲဟုတ် အဲအမေတော့ဟိုကျွန်တော်အမြဲတမ်း interview ကဖြေခဲ့ကျွန်တော်တယောက်စာဘွားအရင်လာပါတော့လာပြီးတော့မှဟို streamer ဖြစ်ပြီးတော့မှနာမည်ကြီးဟွာလူတွေကကျွန်တော် streamer လို့မြင်ကြအများပါဒါမဲ့သူအခုအကိုပြောွားကိုချလီပြောွားသလိုပဲဟို तू ကကျွန်တော်ဂိမ်းမနေနဲ့စသတိရဒါမဲ့ तू ကျွန်တော်မျိုးပညာလောက်တည်း तू လိုက်ကြည့်ပြီးတော့ तू အဲ့လိုတွေးပြီးရဲ့ဆိုတော့ तू ကျွန်တော်တကယ်ကူးနာမှာဝမ်းသာရပါတော့အဲ့ကြောင့်ဟာတကယ်ချင်းနင်ဖေကကောင်းလိုက်တာ तू အဲ့လိုပြောွားတော့ကျွန်တော်တို့ကနည်းနည်းထိွားပါ ဟာသူအဲ့လိုမျိုးငါတကယ်ဒီလောက်ကငါချစ်တာသူသိတယ်မြင်တယ်ဆိုတဲ့အချိန်မှာနည်းနည်းဝမ်းသာပါဝမ်းနဲ့ဝမ်းသာလေးရောဖြစ်သွားပါတယ်ဟုတ်ဒီနုပညာလောက်ပေါ်မှာအာဘယ်လိုပြောမလဲဒီလောက်ကလေကျွန်တော်ဟိုအရင်ရှင်တော့ကျွန်တော်အများကြီးတော့ပြောဘူးလေ live မှာဆိုကျွန်တော်ပိုတော့ပြောသေးအားနေထိုင်ကြီးညာပေါ့နော်ခင်းစောနဲ့ထိုင်ကြီးညာဟာကအများကြီးဘလို့ပြင်မန်းခဲ့တယ်ဘလို့ဖြတ်တန်းခဲ့တယ်ဟိုဒီလိုမျိုးလူပညာလောကရဲ့ဂုတ်ကနေဆွဲပြီးရောခေါ်လာမဲ့လူမရှိရတဲ့အတွက်ကျွန်တော်မှဟို ဟိုဘွဲလိုက်ပြိုင်ဒီဘွဲလိုက်ပြိုင် audition နဲ့ wincasting နဲ့ဖြစ်စသဖြင့်အများကြီးစူးစမ်းခဲ့ပြီးတော့အခုလိုလေးဘာပြီးတော့ဟိုပရိသတ်နည်းနည်းအတိမတ်ပြူလာတဲ့နေရာသက်သက်လေးတခုရလာတဲ့ပုံမှာကျွန်တော်အရင်ခုံယူပါတယ်အခုလိုမျိုးဒီဟို Charlie လိုမျိုးပေါ့နော်ကျွန်တော်အဲ့လိုမျိုးတွေးပြီးတဲ့ငွေချင်းတွေဟို အဲ့လိုလေးပဲမြင်စေချင်တာပေါ့နော်ဒီကောင်မလေးကဒီလောက်ကိုဒီရဲ့ချစ်တယ်ဆိုတာကိုလည်းသိစေချင်ပါအဲအလောင်းဒီကားကအရှုံးမဲ့နိုင်တာအလောင်းပေါ့နော်ဒါအခုမှရိုက်မှာအဲရိုက်ပြီးသားထဲမှာဆိုစာရုပ်ကျွင်းစွာပြဖို့ရှိမယ်အဲ့ဒါလေးကကြတော့ဒရာမာဟိုမှအချစ်ပါတယ်ပေါ့နော်အချစ်ဇလန်းလေးဒရာမာလေးအဲဒါကတော့အဲ့ဒီကားလေးကတော့မင်းဖုံးမြက်နဲ့ဝင်းခံမှုနဲ့နေရောက် ပြီးရင်တော့ကြောက်နေရမယ်လို့တေးဟဲကရှိတယ်မထွက်သေးရအာမားတို့နဲ့လည်းဖြေတော့ဖြေနေဒါပေမဲ့သူတို့ကမထွက်လာသေးဘူးကျွန်တော်လည်းအရင်ကြော်ညာခြင်းနေပြီအဲ့အဲ့ကြောက်နေရမယ်လို့ကျွန်တော်အရင်ပြစေခြင်းနေပြီပေါ့နော်အစလေးလပိုင်းပြမယ်အခု7လပိုင်းဖြစ်သွားတာအဲ့လို့ဆိုနီးနီးထပ်ပြီးတော့ကြော်ညာပါမယ်လို့မထွက်နိုင်သေးဘူးဖြစ်ဟုတ်အာကျွန်တော်ရိုက်တဲ့ကားလည်းကြီးစေခြင်းကျွန်တော်ရိုက်တဲ့ကားရင်ကြီးစေချင်ပါတယ်။ဘာလို့လဲဆိုတော့တကယ်လေးအဲ့လိုမျိုးဘာဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော်။ဟို ဒီတိုင်းပြီးဆိုရလောက်လိုက်တာတခုမှကျွန်တော်မလောက်ခဲ့ဘူးဘွားကြီးမှာအကုန်လုံးထက်ထက်ခါခါဖတ်စ조사စဉ်းလိုက်စဉ်းလိုက်ကိုစိတ်ညစ်ပြီးတော့ငါဘာပြိုလောက်လို့ရလဲဆိုတာပဲစဉ်းစားခဲ့ဟိုရိုက်ခဲ့ကားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကားတိုင်းကြီးစစ်ချင် အန်ဒီကားကပြည်သက်တွေဒီဘက်ခေပြည်သက်တွေပေါ့နော် trend ဖြစ်နေရဲ့ဟိုဂျော်နာလေးဖြစ်တယ်အလောင်စက်လမ်းလေးဖြစ်တယ်။နောက်ဒီပါဝင်တဲ့၄ယောက်လုံးကလည်းဟိုစိတ်ပင်မကြီးစွာနဲ့ရရမဲ့ဇယုတ်တွေလည်းဖြစ်တယ်။ညတ်မှန်လို့ယုံကြည်ပါတယ်ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးရိုက်ကူရမှာပါထွက်လာရင်အပိပါဘူးပြောချင်ပါတယ်